မင်္ဂလာပါရှင်ကျမတို့ရဲ့ခေတ္တမန္တလေးသတင်းဌာနကနေမေလ17ရက်နေ့နောက်ဆုံးရသတင်းသတင်းထုတ်များကိုတင်ဆက်ပေးပါတော့မယ်ပထမဆုံးတော့အနေနဲ့ရှေးချင်းမြို့နယ်ခမာယ998တရင်ဌာနချုပ်ကိုတင်ပိုင်မှုစစ်သားအလောင်း30ခုတည်းရှိရပြီးစစ်တုံးမှန်း6ဦးနဲ့မိသားစုဝင်9ဦးဖမ်းမိလက်နက်မျိုးစုံ83လုံးကျမဆက်3လုံးနဲ့ခရမ်းများရရှိ ပဲခူးတိုင်းရှိကျင်းမြို့နယ်ခမာယ998တရင်ဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်ရာတွင်စစ်သားအလောင်း30တွေ့ရှိရပြီးစစ်တုံးမှန်6ဦးနှင့်မိသားစုဝင်9ဦးဖမ်းမိကလက်နက်မျိုးစုံ83လုံးနှင့်ဂျမား73လုံးနှင့်ခရံများရရှိကြောင်းအန်ယူဂျီကဂွေဝင်ကြီးဌာနကသတင်းထုတ်ပြန်ထားပါသည်မေလာရှိရနေဘုဂိုတိုင်းရှိချင်းမြို့နယ်ရောင်ချီရကြီးရွာရှိအကြမ်းစကောင်းစီတာမိုင်းတိုင်းစတနာချုပ်လက်အောက်ခံခမရ998တရင်ဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်း အဆိုပါတိုက်ပွဲတွင်စစ်သားရုံလား30ဦးတွေ့ရှိရပြီးစစ်တုံးပန်း6ဦးနှင့်မိသားစုဝင်9ဦးဖမ်းဆီးထိန်သိမ်းရမိခဲ့ကြောင်းစစ်ကောင်စီတရင်မှုအပါဝင်အရာရှိများနှင့်တပ်သား50ဦးခန့်စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်းသိရှိရပါသည်လက်နက်သိမ်းစရာရှိမှုနှင့်ဖြင့်0.50တန်းနှင့်85နောက်ပွင့်87မမ60မမလက်နက်ကြီးများပါဝင်လက်နက်မျိုးစုံ83လက်ဂျမ73လုံးနဲ့ခရဲများတင်စီရမိခဲ့ကြောင်းသိရှိရပါသည် အဆိုပါစစ်စင်ရင်ပြည်သူ့ကာကွယ်တမတော် PDF တောင်ပိုင်းအမတ်တစ်စစ်စင်နယ်မြေနဲ့အမတ်နစ်စစ်စင်နယ်မြေတို့၏အစီအစဉ်ကင်းမျိုးသားစီရင်တပ်မှတုံးဤပူပါပါဝင်မှုဖြင့်ပြည်သူ့ကာကွယ်တမတော်တောင်ပိုင်းအထူးစီစင်ရေးအဖွဲ့ SOF အထူးလှူရှာပြုဟာအမတ်တစ်စစ်စင်နယ်မြေပြူဟာ29မှာငကားဖြူတရင်တောင်ညိုတရင်9805တရင်9801တရင်ဒေါနာတရင်စောတန်အီကန်တရင် SOG တရင် ရောင်နီဒရုန်းအထူးတပ်ဖွဲ့ ကလဝင်းစထရွန်အထူးတပ်ဖွဲ့ရန်ကုန်တိုင်းပါကဖတိုက်ခိုက်ရေးဖွဲ့များမွန်ပါကဖတိုက်ခိုက်ရေးဖွဲ့များအမှန်နဲ့စစ်စင်ရည်မြေဖြူဟာ20မှ3900လေးတဲ့ရင်9100တဲ့တဲ့ရင်ရန်ကုန်ဖြူဟာစစ်ကြောင်းဘကိုတိုင်းပါကဖတိုက်ခိုက်ရေးဖွဲ့များ LPDF တပ်ဖွဲ့များဖြစ်သော KRF UDF Rocket နှင့်ဒေါ်တပ်ဖွဲ့များပူးပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရပါသည် ကျေးဇူးကားခွေတမတော် PDF တရင်တက်ဖွဲ့များနဲ့တူကြည်မျိုးသားစီယုံ KNU တမဟာသုံးမှတရင်ခွနင်းနဲ့ဒုံဖွဲ့များလက်တွဲတိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရပါသည်ဒုတိယပုံအနေနဲ့ဝက်လက်ရွာတော်ကုန်းရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်ဖြင့်ဖုံးကျဲချမှုပြည်သူ၁၀ဦးထပ်မံနေသေးဆုံးရွှေပန်းကုန်းကြီးရွာစာတင်ချောင်းကိုလည်းယနေ့နဲ့ပေါင်900ပုံလင်းရင်ဖြင့်ကျဲချောင်း စကိုင်းတိုင်းဝက်လက်မြို့နယ်ရွာတော်ကုန်းရွာကိုအကြမ်းမဆစ်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ၁၀ဦးထပ်မံဆုံးရှုံးခဲ့ရကြောင်း Wallet Information Network တာဝန်ခံကုနကားလေးကခေတ္တမန္တလေးသတင်းဌာနကို ပြောဆိုထားပါတယ်။မေလာစေရန်နေ့ညနေ4:30မိနစ်ခန့်တွင်ဝက်လက်မြို့နယ်အနောက်ခြမ်းရှိရွာတော်ကုန်းရွာကိုအကြမ်းမဆစ်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမိထီလာလေးတပ်မှတလာသည့် Jet Fighter တစ်စီးဖြင့်နှင်းပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အကြမ်းမဆစ်တဲအီလီကြောင့်တိုက်ခိုက်မှုတွင်ပြည်သူ၁၀ထက်မနည်းသေဆုံးပြီး၈ဦးထိခိုက်ဒဏ်ရာရရှိကာဒဏ်ရာရရှိသူများထဲတွင်ပြင်းထန်ဒဏ်ရာရရှိသူများလည်းပါဝင်ကြောင်းသိရှိရပါသည်ဖလက်မြုန်နယ်နာချန်ကရွာတော်ကုန်းရွာထဲကိုစစ်တပ်ကတိုက်ပွဲပြပခြင်းမရှိဘဲလေကြောင်းပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၁၀ဦးဆုံးရှုံးခဲ့ရကြောင်းသိရပါတယ်။ထိခိုက်ဒဏ်ရာရရှိရာ၈ဦးရှိရင်ပြင်းထန်ဒဏ်ရာရရှိသူတွေပါဝင်နေဟု Wallet Information Network တာဝန်ခံကုနကားလေးကပြောဆိုထားပါတယ်။ အလာတူယနေ့မေလ17ရက်နေ့နနက်9:30မိနစ်ချင်းစကိုင်းတိုင်းဝလံမြို့နယ်ရွှေပန်းကုန်းစာတင်ကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းဖြင့်ပေါင်900ပုံကျေချသွားကြောင်းခေတ္တမန္တလေးတင်းဌာနကိုဒေသပြည်သူများကပြောဆိုကြပါသည်ဒီကနေ့မနက်လေရင်နေပေါင်900ပုံကိုရွှေပန်းကုန်းစာတင်ကျောင်းကိုကျေချသွားသည်လူတွေထိခိုက်တာလားဆိုတာမသိရသေးဘူးလေရင်ကထက်ဝဲနေတော့မယ်ဟုဒေသပြည်သူတို့ကပြောဆိုထားပါသေးရှင်တတိယတဘုံနေနေ စစ်ကောင်စီကပြည်ရဲ့ကြီးညာမှုကိုချိုးဖောက်ပြီးနောင်ချုံမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တို့ကိုလေကြောင်းတိုက်ခိုက်ပြီးထိုးစစ်ဆင်နေအကြမ်းမဲ့စစ်ကောင်စီကပြစ်ခတ်ရဲစီးတတန်းကိုတလထထိုးထားတော့လေရင်ကျညာချက်ကိုချိုးဖောက်ပြီးနောင်ချုံမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တို့ကိုလေကြောင်းတိုက်ခိုက်ကထိုးစစ်ဆင်နေကြောင်း TNL ကသတင်းထုတ်ပြန်ထားပါတယ်စကားစီတက်သည်2025ခုနှစ်မေလ6ရက်နေ့မှ31ရက်နေ့ထိအပြစ်ခတ်ရဲစေးရေးတပ်တန်းတလထထိုးတော်လေ တောင်ပြည်တွင်မြေပြင်ထိုးစစ်ဆင်ခြင်းနဏ္ဍကြီးပြစ်ခတ်ခြင်းဒုံဖြစ်လေကြောင့်ဖြစ်နေစဉ်အုံပြတိုက်ခိုက်လျက်ရှိကြောင်းမေလာစရဲနေနဏ္ဍ6:50မိနစ်ချင်းနောက်ဆုံးမြို့နယ်တအောင်တက်မတော် PSLF TNLishia တရချွေရနီတဝိုက်သူစစ်တပ်ကထိုးစစ်ဆင်လာတော့ကြောင့်ထိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်အလားတူမေလ10ရက်နေ့ညနေ4:50မိနစ်ချိန်စစ်တပ်နဲ့ TNL တို့ကြောင့်နောက်ဆုံးမြို့နယ်ရပြင်းကြီးရွာကိုအနီးတဝိုက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နောက်ဆုံးမြို့ဘူတရဲကွက်ဆမ်မာဆဲရွာနေအုံမတီးရွာတွင်စကစီတက်ကချက်ဖိုက်တာဖြင့်မီလ10ရက်နေ့ညနေ4နာရီ5မိနစ်အချိန်တွင်ဘုံခုနှစ်လုံးလာရောက်ခြေချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းစစ်တပ်ဤလနဲ့ကြည့်ပစ်ခတ်မှုကြောင့်နေအိမ်သုံးလုံးနှင့်ကားတစ်စီးဘုံစားထိမှန်ပျက်စီးခဲ့ရကြောင်းသိရှိရပါသည်ထို့ပြင်မီလ10ရက်နေ့နနက်9:30မိနစ်အချိန် စစ်ကောင်စီတပ်ကနောက်ဆုံးမြို့နယ်တဲခေါ်ရမှာဒုံးဖြင့်ပုံကိုလုံးနဲ့အစိန်ငွေပုံ၃လုံးတို့ဖြင့်အုံမတီးရွာသို့လာရောက်ကြချခဲ့ကြောင်းစစ်ကောင်စီတပ်ကဒုံးဖြင့်ပုံ၁၈လုံးနဲ့လက်နက်ကြီးဖြင့်၁၄ကျိန်းနောက်ဆုံးမြို့နယ်ခုနှစ်မိုင်နဲ့မမန်တော်ရွာသို့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် ်အလာတူဘီလာစရဲနှင့်ညနေ3:17မိနစ်အချိန်စကောက်စီတက်ကမူကုံမြို့နယ်နှင့်ဆက်ဆက်သည့်တပိတ်ချင်းမြို့နယ်ခုနှစ်မိုင်တွင် Jet Fighter ဖြင့်နေချိန်လာရပြစ်ခတ်ခဲ့ကြောင်းညီနာမဟာမိတ်၃ဖွဲ့ကငလျင်တန်းတပ်ပြည်သူများနှင့်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကိုပြုလုပ်မည်မဟုတ်ဘဲတစ်ဖက်သက်အပြည့်ရကာလကိုနောက်ထပ်တစ်လသက်တမ်းထပ်တိုးလိုက်ကြောင်းမီလာတရနေရင် ထုတ်ပြန်ကြေညာထားပါသည် ပြည်သူများအနေဖြင့်စကားစီတက်ကအပြည့်ရသက်တမ်းတလတိုးထတော်လေနေစဉ်မုံကျဲတိုက်ခိုက်မှုများရှိသောကြောင့်စကားစီတက်ဤလေချောင်းတုံးလက်နေကြီးပြခတ်တိုက်ခိုက်မှုရမှာရှောင်ရှားနိုင်ရန်စီရီတတိအမြဲရှိရန်လိုအပ်ကြောင်း TNL ကတိုက်တွန်းထားပါသည်သောဆောင်နေနဲ့တင်ဆက်ပြီးခြေနေတဲ့ကြောင်းလေးရုံမြင်းချက်မျိုးပေါ်ရင်ပြည်သူများကိုအနိုင်ကျင့်စစ်ဆေးငွေတောင်းနေသောရင်ထရင်များကိုမိုင်းခွဲတိုက်ခိုက်မှုရဲတအုပ်ပြင်းထန်တရားရ မန္တလေးတိုင်းမြင်းချက်ခရိုင်မြင်းချက်မြို့ပေါ်၌ပြည်သူများကိုနိုင်ကျစစငွေတောင်းနေသောရင်ထင်းရဲများကိုမိုက်ခွဲတိုက်ခိုက်ခဲ့ရာရဲတအုပ်ပြင်းထန်တရားရရှိခဲ့ကြောင်းမြင်းချက်ဘလက်တိုက်က MBT တပ်ဖွဲ့ကောင်ဆောင်ပုံမိုက်ခဲကခေတ္တမန္တလေးသတင်းဌာနကိုပြောကြားထားပါသည်ဂျမန်နေ့မေလ10ရက်နေ့နနက်09:45မိနစ်ကမြင်းချက်မြို့နယ် ကာကြီးကွင်းမြောက်ဘက်တွင်ပြည်သူများပေါ်နိုင်ခြင်းစစ်ဆေးမှုများပြုလုပ်နေသည့်ရင်ထိုင်ရဲများကိုညင်းချံဘလက်တိုက်က MBD တပ်ဖွဲ့မှရေပေါ်များကမိုင်းတလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာရင်ထိုင်ရဲတအူပြင်းထန်ဒဏ်ရာရရှိပြီးညင်းချံပြည်သူစေယုံကြီး၌စေကူသားမှုခံယူနေရကြောင်းသိရှိရပါသည်တရားပြင်းပြင်းထထန်ရတယ်လို့သိရတယ်။မိုင်းကတလုံးထဲရတယ်။မိုင်းစစ်စင်းရေလို့ဖို့ကသုံးခုပုံ။စတားရီရှိရနေရရောရဲရီရှိရနေရရောမော်တော်ဘီကယ်ရှိရနေရရောစစ်စစ်ပေါင်းသုံးခုလို့ဖို့ ဒါပေမဲ့စစ်သားရှိရဲ့နေရာနဲ့ရဲရှိရဲ့နေရာမှာ ပြည်သူတွေကအကြကြီးရဲ့ပြီးစကားတွေပြောနေတာအဲ့ဒီအတွက်ကြောင့်မလို့မိုင်းခွဲလို့မရဘူးဖြစ်သွားတာခွဲလိုက်ရင်ပြည်သူထိမှကြလို့ပေါ့အဲ့ဒါကြောင့်မစ်ရှင်တစ်ခုကိုဖျက်ပြီးတော့မော်တော်ဘီကယ်ရှိရဲ့နေရာကိုပဲခွဲခဲလိုက်တာအဲ့ဒီနေရာမှာလဲမော်တော်ဘီကယ်ကတရားထဲရှိနေတဲ့နေရာဆိုတော့အဲ့ဒီတရားကိုပဲခွဲလိုက်ရတာမိုင်းခွဲပြီးတော့15မိနစ်လောက်နေပြီးပြန်သွားကြတယ်ဟုမြန်ချန်ဘလက်တိုင်းက MPD တပ်ဖွဲ့ကဆောင်ဖို့မိုက်ခဲကပြောကြားထားပါတယ် ညချက်မလက်တိုက်က MPD တပ်ဖွဲ့အနေဖြင့်မြင်းချက်မျိုးတွင်စီရီမစ်ရှင်၃ခုကိုတပြိုင်တည်းပေါ်ဆောင်ရန်စီစဉ်ခဲ့သောလဲစံစီရီမစ်ရှင်၂ခုတွင်ပြည်သူအချို့ကအချိန်ကြာမြင့်စွာစကားစီတက်သားများနှင့်စကားပြောဆိုမှုများပြုလုပ်နေသောကြောင့်ရင်းမစ်ရှင်များကိုဖျက်သိမ်းပြီးပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါသည် ညိုရင်စစ်စင်လို့တာကပြပတိုက်ပွဲဖော်ဆောင်တာနဲ့မတူပါဘူးပြပမှာတိုက်ပွဲဖော်ဆောင်ရတဲ့အခါမှာကျွန်တော်တို့ကနယ်လေးလွတ်လပ်တယ်တိုက်ရတဲ့အနေထားမှာပို့ပြီးတော့အဆင်ပြေတာပုံရန်သူကိုမျက်နှာချင်းဆိုင်ရှင်တိုက်ရတာဒီမျိုးတွေစစ်စင်လို့တဲ့အခါမှာတော့အချိန်မရွေးအတန်နေရဆိုရင်ရတယ်အဖမ်းခံရနိုင်တဲ့အဲ့လိုအနေထားအခက်အခဲတွေကြားတဲ့ကနေလို့ရတာဖြစ်တယ် ညရမရှင်တစ်ခုဖြစ်ဖို့ဆိုရမလဲကူပါဘူး။ဒါပေမဲ့အချိန်ခါကောင်းမှလုံနိုင်အောင်ကြိုးစားခဲ့တယ်။လှုပ်ဖို့တက်လည်းအဆင်ပြေခဲ့တယ်။ဒါပေမဲ့ပြည်သူတွေအနေနဲ့အခုလိုမျိုးစကားရက်ပြောတဲ့အခါမှာကျွန်တော်တို့ကစကားစီကြရှုံးဖို့တက်ပြည်သူမထီဖို့ဦးစားပေးတဲ့တက်ဖြစ်တဲ့အတွက်ကြောင့်မရှင်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။အဲဒီတော့လည်းစိတ်မကောင်းဘူး။ဒါကြောင့်လည်းပြည်သူတွေအနေနဲ့နောက်နောက်နေဒီလိုမလုပ်ဖို့မြေတားရခန့်ချင်ပါတယ်ဟုမြန်ချမ်ဘလက်တိုင်က MPD တက်ဖွဲ့ကောင်ဆောင်ဘူမိုက်ခဲကပြောဆိုထားပါတယ်ရှင်။ ခေတ္တမန္တလေးသတင်းဌာနရင်နောက်ဆုံးရသတင်းတင်ဆက်မှုကိုဒီမှာပဲရန်နာပြရစီအစုံနှင့်နာဆင်အားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်